လီဗာပူးအသင်းကဖရန်ဘတ်အသင်းကို၅ဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအသင်းဖော်ဖလော်ရီယန်ဗစ်ကိုပေးပို့မှုပြုလုပ်ပဲကံသွင်းမှုပြုလုပ်ခဲ့တဲ့တောင်မန်စားမစာလိုက်ရဲ့တကိုးကောင်းဆန်မှုကိုအသင်းပရိသတ်တွေကသူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။စာလက်ဟာဒီပွဲစဉ်မှာလီဗာပူးအသင်းရဲ့ပွဲထွက်လူစင်နဲ့ချန်လက်ခံခဲ့ရပြီး84မိနစ်ရောက်မှသာ AGDK ရဲ့နေရာလူစားလဲဝင်ရောက်ခဲ့ရတာပါ။ ဒီပွဲစဉ်မိနစ်60ပြည့်ခဲ့ဒီမှာဆာလက်ဟာဖရိုယန်ဗစ်ကိုဒီပါအသင်းကစားသမားဘဝပထမဆုံးတွင်းကိုတွင်းယူနိုင်ဖို့အတွက်ဂိုးဖန်တီမူပြုလုပ်ပေးဖို့အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆာလက်ဟာအသင်းဘော်ကိုလိလိူရှုပြီးသူ့ကိုယ်တိုင်ကန်အသင်းမူပြုလုပ်ခဲ့တာပါ။ပြီးခဲ့တဲ့နွေရာသီကပေါင်း136တန်းနဲ့လေးပါအသင်းအသင်းကနေပြောင်းရွှေ့လာပြီးတဲ့ကဒီပါအသင်းအတွက်တွင်းကိုမတွင်းယူနိုင်သေးတဲ့ဖရိုယန်ဗစ်ဟာဒီပွဲမှာဂိုးဖန်တီမူနှစ်ကြိမ်ပြုလုပ်ပြီးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ။ဒီပါဦးတင်ပြိသက်တွေကတော့ဘိုးရနိုင်မဲ့အခွင့်အရေးမှာ Florian Wiss ကိုမပေးဖို့ခဲ့တဲ့စာလက်ကိုဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒီပါဦးတင်ပြိသက်တူကစာလက်သာဒီနေရာမှာတကူကောင်းမဆန်မှုဆိုရင်ဒါက Wiss အတွက်ပထမဆုံးအတွင်းကိုဖြစ်မှာပါ။ဒါကအလွန်ဆိုးရွားတဲ့ရွေးချယ်မှုဖြစ်ပြီးစာလက်ကသူ့ကိုယ်တိုင်ကံသွင်းကျင်နေတာပါလို့ရေးသားခဲ့ပါတယ်။နောက်တဲ့ပြိသက်တူကစာလက်အနေနဲ့တကူကောင်းဆန်တဲ့လှုပ်ဆောင်မှုတွေကိုစွန့်လွတ်ဖို့လိုပါတယ်။သူ့အနေနဲ့ပေးပို့မှုတွေပြုလုပ်ခဲ့ရင် ီဘက်မှာဂိုးပန်တီးဝန်၂ချိန်အောင်ရနိုင်တယ်လို့យေတာခဲ့ပါတယ်။လီဗာပူးအသင်းပြိတ္တအချို့ကဆာလက်ကိုလာမယ့်ဘရန်ဖို့အသင်းနဲ့ပရီးမီးယားလိပွဲစဉ်မှာလည်းပွဲအတွက်လူစင်းကနေချန်လက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဆာလက်ဟာပြီးခဲ့တဲ့ရာသီကလီဗာပူးအသင်းပရီးမီးယားလိချန်ပီယံဖြစ်အောင်အကောင်းဆုံးဆွဲဆောင်နိုင်ခဲ့ပေမယ့်ဒီရာသီမှာပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေပြီးပြိုင်ပွဲဆုံး၁၂ပွဲကစားထားတာမှာ၃ဂိုးသွင်းယူပြီးဂိုးပန်တီးမှု၃ချိန်သာပြုလုပ်နိုင်ခဲ့တာပါ။လီဗာပူးအသင်းဟာဖရက်ဘတ်အသင်းကိုအနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲဆုံး၄ပွဲဆက်အရေးနိုင်နေမှုကိုရပ်တန့်နိုင်ခဲ့ပြီးဒါမဲ့ဘရန်ဖို့တင်းတဲ့ပွဲစဉ်မှာလည်းနိုင်ပွဲဆက်ယူနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။